ားလုံးမင်္ဂလာပါရှင်။ကျွန်မဆွေးနွေးနေတာကတော့ order approach ရဲ့အကြောင်းလေးကိုဆွေးနွေးနေတာပါ။အဲ့ဒီမှာဆိုလို့ရှိရင်ဒီ order ရဲ့ approach နဲ့ပတ်သက်ပြီးတော့ဗောနော Steve Jobs ကပြောထားတဲ့အကြောင်းအရာလေးကိုလည်းကျွန်မဆွေးနွေးသွားခဲ့ပါတယ်။ကလေးတွေကို technology ဘိုင်းမှာ limitation ရှိရမယ်။သူတို့တွေရဲ့ဒါဖွံ့ဖြိုးမှုတွေထိခိုက်မှုဖြစ်မသွားအောင်ဗောနော်။ ဒီ technology ဘိုင်းတွေကိုအသုံးပြုစေခြင်းဟာ limit ကြည့်ရမယ်ဆိုတဲ့အကြောင်းလေးကိုဆွေးနွေးသွားတယ်နောက်တစ်ခုကကြတော့ learning primit ဆိုတာလေးပေါ့နော်ဒီမှာဆိုရင် practice doing နေဟာပို့ပြီးတော့ဆွေဆွေမြဲမြဲမှတ်မိစေတယ်ဆိုတဲ့အကြောင်းလေးတွေကိုလည်းကျွန်မဆွေးနွေးပေးသွားပါတယ်ပြီးတော့ဒီ order ရဲ့ဒီ principle 6ခုအကြောင်းကိုကျွန်မဆွေးနွေးနေပါတယ်။အဲဒီမှာဆိုရင်နှစ်ခုကိုကျွန်မဆွေးနွေးခဲ့ပြီးပထမတစ်ခုကပုံပြောခြင်းအဓိကပုံမြင်နေပြောပြခြင်းဈေးခြင်းအပြင်သူတို့တွေကိုယ်တိုင် ဖန်တီးနိုင်တဲ့စွမ်းရည်ရှိလောက်ဆောင်ရွက်ပေးလို့ရတယ်။နောက်တစ်ခါကလေးတွေဟာသဘာဝမှာရှင်သန်ကြတယ်။ဒါကြောင့်သဘာဝကြီးနဲ့တွေ့တိမှုတွေများများပေးရမယ်ဆိုတဲ့အကြောင်းလေးတွေကိုကျွန်မမနေ့ကဆွေးနွေးခဲ့ပြီးပါပြီ။ယနေ့မှလည်းပဲ ဟိုတတိယပေါ့နော် principle 6ခုရဲ့တတိယတစ်ခုဖြစ်တယ်နော်ကလေးတွေမှာ သူတို့တွေမှာဖွံ့ဖြိုးမှုနှုံးနေရတိုးတက်မှုနှုံးနေရမတူညီကြဘူးဒါကြောင့်သူတို့အချိန်နဲ့သူတို့တင်ယူပါစေပေါ့ဒီကလေးတယောက်က9မိနစ်နဲ့တင်ယူမှုကိုအောင်မြင်စွာဆောင်ရွက်နိုင်တာရှိမလို့တချို့ကလေးက9မိနစ်10မိနစ်ကြာမှသူတို့ရဲ့တင်ယူမှုကိုအောင်မြင်အောင်ပြုလုပ်နိုင်တာရှိတတ်ပါတယ်အဲဒါကြောင့် ကလေးတွေမှာ မတူညီတဲ့နှုံးနေနဲ့ဖွံ့ဖြိုးတိုးတက်နေကြတယ်ဆိုတာကိုသိရှိထားဖို့လိုအပ်ပါတယ်ရှင်။အဲ့ဒီမှာကလေးများဟာတဲ့သူ့ပတ်ဝန်းကျင်ကမ္ဘာလောကကြီးကို နားလည်ဖို့စူးစမ်းကြတယ်တဲ့။မိမိရှင်သန်လာရတဲ့မိမိနဲ့ထိတွေ့နေတဲ့ပတ်ဝန်းကျင်ကြီးအကြောင်းတွေကိုဘာလို့တုံးဆိုရင် နားလည်ဖို့စူးစမ်းကြတယ်။ ဲ့လိုလိုနားလည်ဖို့ကြိုးစားရင်းနဲ့ကလေးတွေဟာလွတ်လပ်စွာစူးစမ်းလေးလာခွေများများပေးရပါမယ်။အဲ့လိုမျိုးစူးစမ်းလေးလာခွေနေများများပေးပြီးတော့သူတို့ရဲ့ဖွံ့ဖြိုးမှုနှုံးတွေကိုလည်းနားလည်ပေးရပါမယ်တဲ့။ပြီးတော့ကြတော့ကလေးတွေဟာမိမိကိုမိမိယုံကြည်မှုရှိအောင်ပြည့်တနာတွေကြုံတွေ့တဲ့အခါမှာသူတို့ဟာသူတို့ဖြည့်ရှင်းနိုင်အောင်လေ့ကျင့်ပေးရပါမယ်။ ရှေ့ပိုင်းမှာလည်းကျမဆွေးနွေးခဲ့တဲ့အချိန်မှာပါပါတယ်ကလေးလေးကမတော်ရဆလဲသွားရဲ့လေသွားထူပေးတာမဟုတ်ဘဲနဲ့သူကိုယ်တိုင်ထနိုင်နေဆိုတဲ့စွမ်းရည်ရှိတယ်ဆိုတာမျိုးသူ့စိတ်ထဲမှာစွဲသွားအောင်လုံးနဲ့လုံးဆောင်နိုင်နေဆိုတဲ့အတိရရှိသွားအောင်ပံ့ပိုးပေးရမှာဖြစ်ပါတယ်အရာရာတိုင်းကိုအမြဲတမ်းကိုချောမွေနေအောင်ကုညီပေးခြင်းဟာဒါသူ့ကိုဖွံ့ဖြိုးမှုစနစ်မှန်ကန်အောင်ဆောင်ရွက်စေခြင်းမဟုတ်ပါဘူးရှင် ကြုံတွေ့လျက်လာတဲ့ပြဿနာတွေကိုလည်းသူ့ရွယ်နဲ့သူဖြည့်ရှင်းနိုင်တဲ့အရွယ်ဒီပြဿနာလေးကတော့သူကိုယ်တိုင်လုံးဆောင်နိုင်တယ်ဆိုရင်သူ့ကိုပေးပြီးတော့လုံးဆောင်ခွင့်ပေးရမှာပါအဲ့လိုနီးနေသူအားသူဖြည့်ရှင်းနိုင်အောင် လေ့ကျင့်ပေးရပါမယ်။ပြဿနာတွေကြုံလာတဲ့အခါမှာလည်းသူတို့ကိုယ်တိုင်သူတို့ဖြည့်ရှင်းနိုင်အောင် လေ့ကျင့်ပေးရပါမယ်။ ကလေးတွေဟာတဘာဝအဖြစ်သူတို့ရဲ့နကူအခံလေးတွေဟာကိုပဲစူးစမ်းလိုကြရဲစူးစမ်းလိုတဲ့စိတ်တွေရှိရဲစူးစမ်းလေးလာဖို့ဘယ်တော့မှတင်းတိမ်တယ်လို့မရှိဘူးဒီတစ်ခုကိုစူးစမ်းလေးလာပြီးနောက်တစ်ခုစူးစမ်းလေးလာဖို့သူတို့တွေမှာအဲအသင့်ဖြစ်နေကြရဲစူးစမ်းလေးလာလို့စိတ်တွေရှိရဲအဲ့ရင်သူတို့တွေစာနာပြေဝတဲ့အထိတင်ယူခွင့်တွေကိုလေးလာခွင့်တွေကိုပေးရပါမယ်တဲ့ဒါကတော့ကျမတို့ဒီ Bottles approach ရဲ့ ပင်စပယ်6ခုထဲရမှာဒါတတိယခုဖြစ်တဲ့သူတို့အချိန်နဲ့သူတို့တင်ယူပါစီဆိုတာလေးကို ကျွန်မဆွေးနွေးပြခြင်းဖြစ်ပါတယ်ရှင့်ကလေးတွေမှာသူတို့မှာမတူညီတဲ့နှုံးနေနဲ့ဖွံ့ဖြိုးနေကြတယ်ဒါကြောင့်သူတို့မတူညီတဲ့နှုံးနေဖွံ့နဲ့ဖွံ့ဖြိုးနေတာဖြစ်တဲ့အတွက်သူတို့အချိန်နဲ့သူတို့တင်ယူပါစီစူးစမ်းလေ့လာမှုတွေသူတို့ရဲ့စာနာပြေဝတဲ့အထိလေ့လာခွင့်တွေ ရမ်းများပေးပါပြည်သနာရေးဂျုံတဲ့အခါမှာလဲကိုယ်တိုင်ဖြည့်ရှင်းခွင့်နေရအောင်လေ့ကျင့်ပေးပါမိမိကိုယ်ကိုယုံကြည်မှုရှိအောင်လဲဆောင်ရွက်ပေးပါဆိုတာလေးကိုတတိယ principle အနေနဲ့ဆွေးနွေးပေးခြင်းဖြစ်ပါတယ်နောက်တစ်ခုကကြတော့စုထ principle ကကြတော့အနုပညာဘာသာရဟာတဲ့သိပံပညာရက်ကဲ့သို့ပဲအရေးကြီးပါတယ်တဲ့အနုပညာဘာသာရဟာသိပံသိပံပညာဘာသာရက်ကဲ့သို့ပဲအရေးကြီးတယ်ဘာသာတိုင်းကတော့ ဟိုတိတ်ပံပဲဖြစ်ဖြစ်ဝိဇ္ဇာပဲဖြစ်ဖြစ်အမှုပညာပိုင်းဆိုင်ရာပဲဖြစ်ဖြစ်အားလုံးဟာသူ့နေရာနဲ့သူတကယ်ကိုမရှိမဖြစ်ဒီအတိအရာလိုအပ်နေတဲ့အရေးပါတဲ့သူအရာတွေဖြစ်ပါတယ်အဲ့ဒီမှာတော့ဟိုငဲကျမတို့ဒီအခြေခံပညာမှာတော့သူ့ရဲ့ဒီအရာတွေကိုကျမတို့အခြေခံအဆင့်သိသွားအောင်ပြောပြပြီးတော့သင်ကြားပြီးတော့ဆောင်ရွက်စီခြင်းအဖြစ် တကယ်ကိုအထက်ကိုစစ်မြင့်ရောက်သွားတဲ့အခါမှာလည်းသူတို့ဘာသာရပ်တစ်ခုချင်းစီကို focus လုပ်ပြီးတော့ professional ကြကြလေ့လာသွားကြတာပေါ့လေအဲ့တော့ကြတော့ဘာသာရပ်တွေဟာချစ်ချေခံစစ်မှာအလုံးအရေးကြီးပါတယ်ဒါကြောင့်နဲ့သိပ္ပံနေနီးပညာတွေ engineer တွေသင်္ချာပညာဘာသာရပ်တွေဟာလေတဲ့ဒါနီးပညာတွေအလွန်တိုးတက်နေတာဖြစ်တဲ့အတွက်ပေါ့နော်နီးပညာတွေအလွန်တိုးတက်နေတာဖြစ်တဲ့အတွက်ဒါကဘာမှာ လိုအပ်နေတာမှန်တယ်ကလေးတွေအတွက်လည်းတကူသီးသောအရေးကြီးအရေးတကြီးသင်ကြားရန်ဘာသာရမဟုတ်ဘူးဆိုတော့ဟိုတီးဖို့ဟာပေါ့နော်နားလည်ဖို့လေးလိုအပ်ပါတယ်ပေါ့ဒါကြောင့်ကျွန်တော်တို့ science နေ technology တွေ engineering တွေအဓိက math ပေါ့နော် mathematics ပညာတွေဟာဒါဒီပညာလေးအများကြီးတိုးတက်နေလို့ဒီပညာရဲ့တရားအရေးပါနေတဲ့အရေးတကြီးသူ့ကိုမပြစ်မြစ်ဒီပေါ်မှာပဲ ဥတည်ပြီးတော့သင်ကြားရမယ်ဆိုတာကိုဟောဟုတ်ဘူးဆိုတာကိုဒီ order approach ကနေပြီးတော့ဒါကျမတို့လေ့လာခြင်းအဖြစ်သိရှိထားရပါတယ်။အဲ့လိုပဲအနုပညာဘာသာရပ်ကလည်းကလေးတွေဟာမိမိနေထိုင်တဲ့ကဘာရဲ့အခြေအနေမိမိတို့ပါဝင်နေထိုင်မှုတွေကိုရှာဖွေသိရှိရန်အတွက်တည်ယူမှု အခွင့်အလမ်းတွေကိုများများပေးရမယ်တဲ့။အဲ့ဒီမှာကျမတို့အုံနာမှာကိုပဲ left brain နဲ့ right brain ရှိတယ်။ အញ្ញဉဉ္ညီသွားနေလို့အတိဉဏ်ပိုင်းဆိုင်ရာကြီးသွားနေလို့ရှိရင်ဒီကကျမတို့ဒီအမှုပညာပိုင်းနဲ့ဆိုင်တဲ့အချမ်းအားနဲ့သွားတတ်တယ်အဲ့လိုမဖြစ်အောင်အားလုံးကိုထိမ့်ညိပြီးတော့သွားရမယ်ဒါကြောင့်ခုနပြောတဲ့ပေါ့နော် ကျမတို့ဒီသိပ္ပံနည်းပညာတွေဒါအင်ဂျင်နီယာပိုင်းပညာတွေသင်္ချာပညာတွေကလည်းလိုတော့လိုအပ်တယ်ဒါနဲ့ဘာနဲ့ချိတ်ဆက်ဘာနဲ့ တွားပြီးတော့တော့လို့ဆိုရင်အနုပညာဘတ်တရကလည်းကလေးတွေဟာမိမိနေထိုင်တဲ့လောကကြီးကိုသိရှိဖို့ကိုကိုကိုသိရှိဖို့အတွက်ဒါဒီဒီဟာလေးတွေကိုလည်းလေ့လာဖို့အတွက်အခွင့်အလမ်းတွေပေးရပါမယ်ဆိုတာလေးကိုဒါကျမကနေကျမဆွေးနွေးပေးခြင်းဖြစ်ပါတယ်ဒီနုံလေးပေါ့နော်တီထွင်ဖန်တီကစားခြင်းတွေကဲရောင်းဆောင်ခဲတဲ့နေလက်မှုလုပ်ငန်းလေးတွေနဲ့ပစ္စည်းတွေတဲ့ပေါ့နော်သူတို့ရဲ့ရောင်းဆောင်ခဲတဲ့လေးတွေလက်မှုလုပ်တဲ့လုပ်ငန်းလက်မှုလေးတွေလုပ်လို့ရတဲ့လုပ်ငန်းလေးတွေနဲ့သူတို့ကို အနုပညာဘာသာရပ်မှာလိုအပ်တဲ့ပစ္စည်းတွေသာမကဘူးတဲ့အိမ်သုံးပစ္စည်းတွေနဲ့ကစားလို့ရအောင်ဆောင်ရွက်ပေးလို့ရတယ်ဆိုတာလေးကိုအဓိကအနုပညာဘာသာရပ်ဟာသိပ္ပံပညာဘာသာရပ်ကဲ့သို့ပဲအရေးကြီးတဲ့အခန်းကဏ္ဍပါဝင်နေပါတယ်ဆိုတာလေးကိုဆွေးနွေးပြရခြင်းဖြစ်ပါတယ်အဲ့တော့ဒီပစ္စည်းတွေမိမိပတ်ဝန်းကျင်မှာရှိတဲ့ပစ္စည်းတွေနဲ့အစားသွင်းပြီးတော့သူတို့တွေရဲ့ဒါ ဒီအမှုပညာနဲ့ဆိုင်တဲ့အလုပ်ငန်းလေးတွေကိုလှုပ်ဆောင်နိုင်အောင်ဒါလေးတွေကိုသူတို့ကိုသူတို့ရှာဖွေတွေ့ရှိနိုင်အောင်ပေါ့နော်သူတို့ရဲ့အဲသူတို့ရှာလိုချင်တာလေးကိုသူတို့သိချင်တာလေးကိုစူးစမ်းလေ့လာဖို့အခွင့်အရေးလန်းလေးတွေကိုဒီပေါ့နော်အမှုပညာဘာသာရပ်နဲ့ဆက်ဆက်ပြီးတော့ဟိုခွင့်လန်းလေးတွေကိုကြာပေးရမယ်ဆိုတာလေးကိုကျွန်မယနေ့ဆွေးနွေးပေးခြင်းဖြစ်ပါတယ်။ဒါကြောင့်တီထွင်ပန်ဒီကစားခြင်းနဲ့အတွက်ပေါ့နော်။ရအောင်ခဲတဲ့နေ့လက်မှုလုပ် လက်မှုလုပ်ရန်ပစ္စည်းတွေဒီအရာအနုပညာဘာသာရပ်မှာလိုအပ်တဲ့ပစ္စည်းတွေဖြစ်တဲ့အဲ့ဒါတည်းမကဘူးပေါ့နော်အိမ်မှာသုံးနေတဲ့ပစ္စည်းတွေနဲ့လည်းကစားလို့ရအောင်စီစဉ်ပေးလို့ရပါတယ်တဲ့အိမ်မှာရှိနေတဲ့မိမိရဲ့အိမ်မှာရှိနေတဲ့ပစ္စည်းလေးတွေနဲ့သူတို့စနစ်တကျကစားလို့ရအောင် ဟဲ့အိမ်မှာရှိနေတဲ့အပင်လေးတွေကနေပြီးတော့ရလာတဲ့အယောင်လေးတွေအဲ့အရွက်ကလေးတွေကိုအယောင်တွေကတစ်ခုနဲ့တစ်ခုသူ့ကိုညှစ်လိုက်ရှင်အရဲတန်းကအစင်းရောင်ထွက်တာမဟုတ်ဘူးမယမ်းရောင်ထွက်တဲ့အရွက်ကလေးတွေလည်းရှိတယ်အစင်းရောင်ထွက်တဲ့အရွက်ကလေးတွေလည်းရှိတယ်အနီရောင်လေးတွေထွက်လာတဲ့အရွက်ကလေးတွေအပွင့်လေးတွေလည်းရှိတယ်အဲ့ဒီအနီရောင်အပွင့်လေးတွေကထွက်လာတဲ့အနီရောင်အရည်လေးတွေနဲ့ အစင်းရောင်ရွက်ကလေးကထွက်လာတဲ့အစင်းရောင်အည်နေနေနဲ့ပေါင်းကြည့်မယ်သူတို့ကိုယ်တိုင်သူတို့လက်တွေ့စမ်းသပ်တာအိမ်မှာလည်းရှိနေနိုင်တယ်ပေါ့ရှိနေတဲ့အခြေအနေလေးမှာရှိတဲ့ပစ္စည်းလေးတွေပေါ့နော်မိမိရဲ့ပတ်ဝန်းကျင်မှာရှိနိုင်တဲ့မိမိရဲ့အိမ်မှာရှိနိုင်တဲ့ပစ္စည်းလေးတွေနဲ့အိမ်သုံးပစ္စည်းလေးတွေနဲ့ဆက်ဆက်ပြီးတော့ကစားရင်းနဲ့လည်းသူတို့ကိုအနုပညာဘာသာရပ်ကိုလည်းဒါသူတို့တွေလက်တွေ့လှုပ်ဆောင်ရင်းနဲ့အနားလည်လောက် သိရှိလာအောင်ဒီနေရာနေပြီးတော့တည်ယူမှုတွေရရှိလာအောင်ဆောင်ရွက်ပေးလို့ရပါတယ်ဆိုတဲ့အကြောင်းကိုကျွန်မကဆွေးနွေးပေးခြင်းဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့အနုပညာဘာသာရပ်ရလဲခုနအဆိုပဲပေါ့ခုနပြောထားချက်ကလေးပေါ့နော်သိပ္ပံပညာရပ်ဘာသာရပ်လို့ပဲအရေးကြီးတယ်။ဒါဆိုလို့ရှိရင်အန်စတရာစနစ်တကျဖွဲ့တည်ထားတဲ့အချိန်တွေပေါ့နော်ဒီ ဖွဲ့စည်းထားခြင်းမဟုတ်တဲ့အခြေအနေကိုဒါကိုလည်းတင်ယူမှုရရှိအောင်ဆောင်ရွက်ပေးလို့ရတယ်။နောက်တစ်ခါပညာရှင်တွေကလည်းအဓိကသိပ္ပံပညာရပ်ကတကယ်ကိုအရေးတကြီးအနေနဲ့လိုအပ်တယ်။ခုနပေါ့နော်ဒုနဆိုင်ရဲ့ဘာသာရပ်တွေတက်နိုလော်ဂျီဘိုင်းတွေကလည်းအရေးတကြီးလိုအပ်တယ်လို့ပဲအဓိကအနုပညာဘာသာရပ်ကလည်း လိုအပ်တဲ့အထဲမှာပါနေပါတယ်ဆိုတာလေးကိုကျမတို့ရှေ့မှာဆွေးနွေးခဲ့ပါတယ်။ကြည်တွင်ဖန်တီးမှုတွေကိုလုပ်တဲ့အခါမှာလည်းမိမိရဲ့စွမ်းရည်တွေကိုအဲ့ဒီလုပ်ငန်းတွေကိုနှိမ့်ညွတ်ထားတဲ့အခါမှာသူတို့မှရှိနေတဲ့စွမ်းရည်တွေဟာကျော်ပါမသွားပဲနဲ့ပို့ပြီးတော့ကောင်းတဲ့ပို့ပြီးတော့ဒီကအုံနောက်ကိုပို့ပြီးတော့ radiation ပို့ပြီးတော့ဒါလှုပ်ရှားမှုတွေများများပေးနိုင်တဲ့ အကြတွေကိုရရှိလာစေပါတယ်ဆိုတာလေးကိုကျွန်မကနေဆွေးနွေးပေးခြင်းဖြစ်ပါတယ် Hodor's approach ရဲ့ဒါ principle 6ခုရှိတယ်အဲ့ဒီ6ခုမှာအရင်နေ့ကတော့ကျွန်မနှစ်ခုရဲ့အကြောင်းကိုဆွေးနွေးသွားတယ်ယနေ့မှာတော့ကျန်နှစ်ခုပေါ့နော်ထပ်ပြန်နှစ်ခုအကြောင်းကိုဆွေးနွေးတယ်အဲ့ဒီမှာဆိုလို့ရှိရင် ကလေးတွေကိုသူတို့ချိန်နဲ့သူတို့တင်ယူခွင့်နေပေးရမယ်တယောက်နဲ့တယောက်ကတင်ယူနိုင်တဲ့စွမ်းရည်တွေကမတူညီကြတဲ့အတွက်သူတို့ချိန်ကိုသူတို့ဒါတင်ယူခွင့်လွတ်လပ်ခွင့်ပေးရမယ်ဆိုတဲ့အကြောင်းလေးကိုတွေးနေခဲ့တယ်နောက်တစ်ခါဒုတိယအနေနဲ့ကဒါအမှုပညာဘာသာရပ်ဟာလေသိပ္ပံဘာသာရပ်တွေလိုပဲအရေးကြီးတယ်ဆိုတာလေးကိုညီမယနေ့ဆွေးနွေးပေးခဲ့ပါတယ် ကျန်ရှိနေသေးတဲ့ principle နှစ်ခုအကြောင်း order approach ရဲ့ principle နှစ်ခုပေါ့နော်အဲ့ဒီအကြောင်းကိုနောက်နေ့မှာဆက်လက်ပြီးတော့ဆွေးနွေးပေးပါမယ်လို့ပြောကြရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ပြန်ပြပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်